နက်ခင်းအာယုံဦးချိန်ဒိုနက်လွင်ပြင်ကျဲကြီးပေါ်မှာရုရှားထောက်ပံ့ရေးရင်းနှီးတစ်ခုက T58 လမ်းမကြီးအတိုင်းခြိတက်လာနေပါတယ်။ဒီရင်းနှီးဟာထရက်က58စီးပါဝင်ပြီးတန်မိုးအဖြစ်ဒေါ်လာ16သန်းကျော်ရှိပါတယ်။ရုရှားတွေဟာလမ်းကြောင်းကိုရှင်းလင်းထားပြီးလို့ယုံကြည်ထားတာကြောင့်ယုံကြည်မှုအပြည့်နဲ့မောင်းနှင်လာခဲ့ကြပါတယ်။ဒါပေမဲ့သူတို့မမြင်နိုင်တဲ့အန်ဒီယတစ်ခုကကောင်းကင်ယံမှာရှိနေခဲ့ပါတယ်။အဲ့ဒါကတော့ Spectator M1 ထောက်လမ်းရေး drone တစ်စင်းပဲဖြစ်ပါတယ်။တန်မိုးအဖြစ်ဒေါ်လာ18000လောက်သာရှိတဲ့ဒီရင်းငယ်လေးဟာ ယူကိုရီကြားမှာတိတ်တဆိတ်ပြန်ဝဲနေပါတယ်။သူကအောက်ကရင်းနှင်းကြီးရဲ့အပူချိန်အချက်ပြမှုတွေကိုဖမ်းယူပြီး KF မြို့ကကိုကဲရေးဌာနစီကိုလျှို့ဝှက်တင်ကြတာတွေအနေနဲ့ပို့ဆောင်ပေးနေပါတယ်။ဒီအချိန်လေးဟာတမ်မနီနဲ့လောင်သာစီကိုအားကိုးတဲ့တမယိုးကြနီးပြူဟာနဲ့ဒေတာနဲ့တိကျမှုကိုအားကိုးတဲ့ခေတ်သစ်နီးပြူဟာတို့ထိတ်တိုက်တွေ့ဆုံနေခြင်းကိုပြသနေတာပါပဲ။ဒီနေရာမှာဈေးပေါ်တဲ့ drone တွေကတန်းချီတန်တဲ့ရင်းနှင်းကြီးကိုဖျက်ဆီးနိုင်မလားဆိုတာမေးကြရရှိပါတယ်။ဒါကိုသိဖို့အတွက်အဆုံးထိလိုက်ကြည့်လိုက်အောင်ပါ။ နက်9:44မိနစ်မှာပထမဆုံးလှုပ်ရှားမှုတွေပေါ်လာပါတယ်။ယူကရိန်းရဲ့ Panther Drone 3လဟာတိတ်တဆိတ်ပြန်တန်းလာကြပါတယ်။သူတို့ရဲ့နီအောက်ရောင်ကြီးကင်မရာတွေနဲ့ရုရှားရင်တန်းကြီးကိုအနီးကပ်မြင်တွေ့ခဲ့ရပါတယ်။ဒီတော့ရုရှားတွေက Zu-23 လေယာဉ်ပစ်တနက်ကြီးတွေနဲ့ရုတ်တရက်ပစ်ခတ်တုံ့ပြန်ခဲ့ကြပါတယ်။ရုရှားတွေကအဓိကတိုက်ခိုက်မှုကြီးကိုဂျားဖြတ်ဟန်တာလိုက်နိုင်ပြီလို့ယုံကြည်နေကြပါတယ်။ဒါပေမဲ့ဒီ Panther Drone 3လဟာငစားရီတာဖြစ်ပြီးတော့သူတို့ရဲ့တကယ့် mission ဟာတိုက်ခိုက်ဖို့မဟုတ်ဘဲရုရှားတွေရဲ့တုံ့ပြန်မှုပုံစံနဲ့ ကာကွယ်ရေးစနစ်တွေရဲ့တည်နေရာအတိအကျကိုမြေပုံဆွဲဖို့ဖြစ်ပါတယ်။ယူကရိန်း operator တွေဟာရုရှားတွေပြစ်ခတ်လိုက်တဲ့ခြေစံတိုင်းကိုအချက်အလက်ဖြစ်ပြန်နေစုဆောင်းနေပါတယ်။ Panisher drone တစ်စီးပြတ်ကျနောက်တစ်စီးက Russia tracker ကိုတိုက်ရိုက်ဝင်တိုက်ပေါက်ကွဲသွားပြီမဲ့သူတို့ရဲ့ပေးဆက်မှုဟာရုရှားရဲ့ကာကွယ်ရေးစနစ်တည်နေရာတွေကိုရန်သူလက်ထဲထည့်ပေးလိုက်တယ်လို့ဖြစ်သွားပါတယ်။နောက်ဆုံးမှာတော့အပေါ်ကောင်းငင်ရံမှာအချက်ပြမှုအစ်စ်တွေကိုတွက်ချက်ပြီးပြီးစီးလို့နေပါပြီ။ရုရှားတပ်တွေဟာတဖြည်းဖြည်းနဲ့ထောင်ချောက်ထဲပိတ်မိတော့မှာဖြစ်ပြီး အမိန်ကိုစောင့်ဆိုင်နေတယ်တကယ်အင်တိုင်းအားတိုက်တိုက်ခိုက်မှုကြီးဟာမကြခင်မှာပဲဖြစ်ပွားလာတော့မှာပါဒီတိုက်ပွဲဟာဈေးသက်သာတဲ့ဤပညာနဲ့ data အားသာချက်ဟာကြီးမားတဲ့တမျိုးကြဆင်းရအောင်ကိုဘလို့အလဲထိုးနိုင်လဲဆိုတာကိုပြသနေတဲ့တာရကပဲဖြစ်ပါတယ် KF မျိုးကနီးဗျူဟာစစ်စင်ရေးဌာနချုပ်ထဲမှာရှိတဲ့အရာရှိတွေဟာထောင်လိုင်းရေး drone တွေစီကရရှိလာတဲ့အချက်လက်အစ်တွေပေါ်လာတာနဲ့မျှဖန်သားပြင်နာကိုပုံမုံနီးကပ်စွာတိုးကပ်သွားကြပါတယ်အခုချိန်မှာ Donetsk နယ်မြေပေါ်ကရုရှားထောက်ပံ့ရေးရှင်တန်းကြီးဟာရွေရှားနေတဲ့ပြစ်မှတ်တသက်မဟုတ်တော့ပါဘူး ထရက်ကားတိုင်းလောင်စာစီတင်ရှင်တွေကနေဒုံးကြီးတယ်ဆောင်ရေးရှင်တွေအထိအားလုံးကိုဒီဂျစ်တယ်စနစ်နဲ့အမှတ်သားလုပ်ထားပြီးနံပါတ်တခါကတိုက်ခိုက်ဖို့ဦးစားပေးအဆင့်ကိုသတ်မှတ်ပြီးသားဖြစ်နေပါတယ်။ဒါကြောင့်ဒီဂျစ်နန်းကြီးဟာကွက်မြက်ခံရဖို့စောင့်ဆိုင်နေတဲ့ဒီဂျစ်တယ်ပြည့်မှတ်မြေပုံတစ်ခုဖြစ်သွားပြီလို့ပြောလို့ရပါတယ်။ယူကရိန်းတွက်ဒီ data အချက်အလက်တွေဟာဒေါ်လာတန်ပေါင်းများစွာတန်ဖိုးရှိတဲ့စစ်လက်နက်ပစ္စည်းတွေထက်ပိုအရေးကြီးပါတယ်။ဘာလို့လဲဆိုတော့ဒီအချက်အလက်တွေကစစ်စင်ရေးရဲ့အဆုံးဖြတ်ကိုပြောင်းလဲပြင်မာမှုလို့ပါ။တစ်ချိန်တည်းမှာပဲစစ်မြေပြင်အပြင်ဘက် ဒိုနတ်ရဲ့ဆိုးဆွတဲ့လေဝင်းပြင်တွေမှာနောက်ထပ်အရေးပါတဲ့နည်းပညာတစ်ခုကလှုပ်ရှားနေပါတယ်။အဲ့ဒါကတော့ Rattle UGV Anman Ground Vehicle လို့ခေါ်တဲ့မြေပြင်သွားဆက်ယုံငယ်လေးတစ်စီးပဲဖြစ်ပါတယ်။တန်ဖိုးအဖြစ်ဒေါ်လာ3000ခန့်သာရှိတဲ့ဒီဆက်ယုံကလေးဟာကျိုးပဲ့နေတဲ့ခြံစည်းရိုးအောက်ကနေတိတ်တဆိတ်တွားသွားနေပါတယ်။သူ့ရဲ့ဘေးရာတွေဟာရွှေနုံထဲမှာသဲလွန်စာဖျက်ဖျော်လေးတွေခြံထားခဲ့ရင်းရုရှားရဲ့ပက်လက်စီအစွန်ဘက်ကိုဂယုဆိုင်ဥတီသွားနေပါတယ်။ ။ Operator ကစိတ်ရှည်လက်ရှည်နဲ့ဒီဆက်ယုံငယ်လေးကိုလိုရာရောက်အောင်ထိန်းချုပ်လမ်းညွှန်နေပါတယ်။ဒီ Rattle UGV ဟာသူ့ရဲ့တက်ဆင်ထားတဲ့ကင်မရာတွေနဲ့အပူချိန်အာယုံကန်ကရိယာတွေကိုအသုံးပြုပြီးပတ်ဝန်းကျင်အမှောင်ထုကို scan ဖက်ကလုံခြုံရေးအခြေအနေကိုအမြဲတမ်းစောင့်ကြည့်နေပါတယ်။အဓိကလှုပ်ဆောင်ချက်ကတော့ TM62 မိုင်းနှလုံးကိုရုရှားရဲ့ရင်နှင်းဖြတ်တန်းသွားမဲ့လမ်းကြောင်းပေါ်မှာတိတ်တဆိတ်ချထားလိုက်ဖို့ပဲဖြစ်ပါတယ်။ဒီမိုင်းတစ်လုံးကိုဒေါ်လာ3000ပဲတန်ကြီးရှိပေမဲ့ပြုပင်ပြောင်းလဲမှုမရှိတဲ့တမရိုးကြတင်ကားတစ်စီးလုံးကိုရက်တန့်ပြစ်နိုင်တဲ့အလွန်ထိရောက်တဲ့ဆွမ်းအားရှိပါတယ်။ ဒီလိုမြေပြင်မှာပါဈေးပေါ်ပြီးထိရောက်တဲ့နည်းပညာကိုအသုံးပြုခြင်းဟာယူကရိန်းနည်းပြူဟာရဲ့အဓိကတော့ချက်တစ်ခုဖြစ်ပါတယ်။ဒီလိုလှုပ်ရှားမှုတွေကြောင့်ရုရှားဘက်ကတန်ပြဝင်တဲ့ပထမဆုံးလက္ခဏာတွေပေါ်လာပါပြီ။သူတို့ရဲ့ကိုကဲရေးချိန်နှုန်းမှာကုတ်ဖွက်ထားတဲ့စကားပြောဆိုသံတွေဟာရုတ်တရက်များပြားလာပါတယ်။အကြီးတန်းရာရှိရေးစီကိုအချိန်နဲ့အတီးပြည့်ကျတောင်းခံသံတွေထပ်နေအောင်ကြားနေရပါတယ်။သူတို့ဟာပထမဆုံးဒရုန်းတိုက်ခိုက်မှုအပြီးမှာစိတ်မချရတဲ့အချိန်တွေတစ်ခုကိုခံစားမိလာပါတယ်။မင်းတစ်ပိုင်းတွင်းမှာပဲနီနာကစကန်တစ်ခုကနေ ် MI35M တိုက်ခိုက်ရေးရဟန်းရဲ့နှစ်စီးဟာအလှင်အမြန်ပြန်တက်လာပါတယ်။တစီးကိုဒေါ်လာ36သန်းလောက်တန်ဖိုးရှိတဲ့ဒီတန်ဖိုးကြီးလေယာဉ်ဟာသူတို့ရဲ့ရှာဖွေရေးမီးမောင်းတွေနဲ့မနက်ခင်းမြူကိုတွေကိုထိုးခွင်ပြီးမြေပြင်ပေါ်မှာလှုပ်ရှားမှုအရေးအယောင်တစ်ခုခုကိုအသေးအတန်ရှာဖွေနေကြတာပဲဖြစ်ပါတယ်။ရုရှားအနေနဲ့ဈေးသက်သာတဲ့နည်းပညာတွေနဲ့အချက်အလက်တွေရဲ့ဖိအားကိုတုံ့ပြန်မှုအတွက်အလွန်ဈေးကြီးပြီးလူလိုက်ပါတဲ့စနစ်ကိုအသုံးပြုနေရတာကိုကြည့်ရင်ရုရှားတွေအနေနဲ့အင်အားကြီးမားပြီမယ်လို့တခုခုလွဲမှားသွားခဲ့ရင်ပေးဆက်မှုကလည်းဇာတူလောက်ကြီးမားသွားမှာပါ။ ဒါဟာယူကရိန်းနဲ့ရှင်ရင်အင်အားအလွန်ကျုံပြုံးတိမှုမျိုးဖြစ်ပါတယ်။ရုရှားရဲ့ MI 35M တိုက်ခိုက်ရေးရဟတ်ယာဉ်နှစ်စီးပြန်တက်လာပြီးမြေပြင်ပေါ်မှာအသေးအံရှာဖွေနေခဲ့ပေမဲ့သူတို့မြင်ရတာကရှုပ်ထွေးမှုတသက်ပါပဲ။အပူချိန်ပုံရိပ်ရောင်တွေပဲ့တင်တဲ့အတုတွေနဲ့မှန်ကန်မှုမရှိတဲ့တင်းနေရာချက်ပြမှုတွေပဲလေရင်မှုတွေရဲ့ဖန်သားပြင်ပေါ်မှာပြည့်နှံ့နေပါတယ်။အဲ့ဒီချိန်တိကျမှာပဲယူကရိန်းရဲ့ Notar လို့ခေါ်တဲ့ electronic စစ်ဆင်ရေးစနစ်တစ်ခုဟာအသက်ဝင်လာပါတော့တယ် ဒီဒေါ်လာ1.5တန်းနဲ့တစ်တာကြီးဟာအန်တနာရီနဲ့ဝိုင်ယာကြိုးတွေရှုပ်ထွေးစွာပေါင်းစပ်ထားတာဖြစ်ပြီးမျက်စိနဲ့မမြင်ရတဲ့လျှက်စစ်တန်လိုက်လိုင်းတွေဟာလည်းလေတူထဲကိုတိုးဝင်ပြန့်နှံ့သွားပါတယ်။ဒီစနစ်ကရုရှားရဲ့ရေဒါချက်ပြမှုတွေကိုပိတ်ဆို့လိုက်သလိုရုရှားလေယာဉ်မှုတွေရဲ့ဖန်သားပြင်ပေါ်က GPS အချက်ပြမှုတွေကိုလည်းမှုိနှောက်ပစ်လိုက်ပါတယ်။ရဟတ်ယာဉ်မှုတွေရဲ့ရှေ့ကမြင်ကွင်းတွေဟာတစ်ဖြတ်ဖြတ်လက်ပြီးလိန်ကောက်လာပါတယ်။ဒါရိုက်ပစ်မှတ်တွေကစက္ကန့်ပိုင်းတွင်ပေါ်လိုက်ပြောက်လိုက်ဖြစ်နေပါတယ်။ရုရှားလေယာဉ်မှုတွေဟာတကယ်မရှိတဲ့ပုံရိပ်အောင်ပစ်မှတ်တွေကိုရှောင်တိမ်းဖို့အတွက် လေရင်ကိုပြင်းပြင်းထန်ထန်ကြွေဝိုက်မောင်းနှင်နေရပါတယ်။ဒီလို electronic ပိတ်ဆို့မှုတွေထူပြောလာတာနဲ့မျှသူတို့ရဲ့ကိုပိုင်ထောက်ပံ့ရေးရှင်နဲ့အချက်ပြမှုတွေတောင်မှကြားဖြတ်နှောက်ယှက်မှုရဲ့ပုံရိပ်ရောင်တွေနဲ့ရောထွေးကုန်ပါတော့တယ်။ဒီအချိန်တွေဟာယူကရိန်းဘက်ကဈေးသက်သာတဲ့ဂျာမနီပညာကိုအသုံးပြုပြီးရုရှားရဲ့တန်ဖိုးကြီးလေရင်ရဲ့အဓိကအားသာချက်ဖြစ်တဲ့အာယုံခံနိုင်စွမ်းကိုလုံးဝဖျက်တောက်လိုက်ခြင်းကိုပြသနေရပါပဲ။ KF ရဲ့မြေရောက်ဘန်ကားထဲမှာတော့ယူကရိန်းဘုံမှုကြီးကခက်ရေးရေးပြုံးလိုက်ပါတယ်။သူတို့မျက်စိကန်းသွားပြီလို့ သူ့အဖွဲ့သားတွေကိုပြောလိုက်ပြီးဂျမာရီကိုမှတ်သားထားတိုက်ခိုက်ရေးစရာကွက်တွေကိုအပီးတတ်တော်လို့တိကျတဲ့အမိန့်ကိုပေးလိုက်ပါတယ်။မကြခင်မှာပဲရုရှားရဲ့ရေဒါတိုင်းလက်နက်ကြီးပစ်ကူးလာနိုင်တဲ့လမ်းကြောင်းတွေနဲ့ထိခိုက်လွယ်တဲ့လမ်းစုံတိုင်းကိုအတိအကျမှတ်သားလိုက်ပါတယ်။ဒီပြင်ပေါ်မှာတော့ရုရှားတွေဟာသူတို့ရဲ့လှုပ်ရှားမှုတိုင်းကသူတို့ကိုအစားဖြောက်ဖို့အတွက်ရန်သူကိုပို့ပြီးအကူအညီပေးနေရရောက်တယ်ဆိုတာကိုမသိပဲအစီအစဉ်တကျနေရာယူထားလိုက်ကြပါတယ်။ဒီနေ့ခေတ်စစ်ပွဲတွေမှာတိုက်ခိုက်ရေးဟာမျက်စိနဲ့မြင်တွေ့ရတဲ့အရာအမြင်အာရုံနဲ့မဆိုင်တော့ပါဘူး။ ဒေတာနဲ့သာသက်ဆိုင်လာပါတယ်။ရုရှားရဲ့စစ်အင်အားတွေကိုမြေပုံပေါ်မှာမြင်နေရတဲ့အချက်လက်ဒေတာတွေဟာကြည်တံတွေထက်တောင်ပိုပြီးသိစေနိုင်တဲ့အင်အားတစ်ခုဖြစ်နေတယ်လို့ဆိုရပါမယ်။ဘာကြောင့်လဲဆိုတော့ electronic ဆက်စင်ရေးစနစ်များကရန်သူရဲ့အမြင်အရုံကိုပိတ်ဆို့ထားတဲ့အခါမှန်ကန်တဲ့အချက်လက်တွေကိုပိုင်ဆိုင်ထားသူကသာအနိုင်ရမှာဖြစ်လို့ပါပဲ။ယူကရိန်းရဲ့ကိုကေရေးဌာနချုပ်ကထောက်လင်းရေး drone တွေရဲ့ဒေတာဂျူဒူပုံရိပ်တွေနဲ့ electronic စနစ်တွေရဲ့အချက်လက်အလုံးကိုပေါင်းစပ်ပြီးရုရှားရင်းနှီးကြီးရဲ့အားနည်းချက်တွေကိုအတိအကျဖော်ထုတ်နိုင်ခဲ့ပါတယ်။ ထောင်ထိုင်လုပ်ငန်းတွေပြီးဆုံးသွားတဲ့အခါနောက်တစ်ဆင့်ကတော့တိုက်ခိုက်ဖို့ဆုံးဖြတ်ခြင်းဖြစ်လာပါတယ်။မနက်6:30မိနစ်မှာဂျိုရူးရုတ်တံကနေရှင်းလင်းပြတ်သားတဲ့ပုံရိပ်တစ်ခုကိုပေးပို့လိုက်ပါတယ်။ကြီးမားလေးလံတဲ့စစ်ကြောင်းကြီးတစ်ခုဟာဆာဗာစကီမြစ်ကိုဖျက်ချော်ဖို့တွန်းအားပေးနေတာကိုတွေ့လိုက်ရပါတယ်။ဒီစစ်ကြောင်းဟာရိုးရိုးရိတ်ခါပို့ဆောင်မှုတသက်မဟုတ်ပါဘူး။အဲ့ဒီတည်းမှာမဟာပြူဟာမြောက်ပြစ်ခတ်အားတွေပါဝင်နေပါတယ်။ယူကရိန်းရဲ့တုံ့တက်သူတွေကပုံရိပ်ကိုနီးကပ်ကြည့်လိုက်တဲ့အခါဒဇီးကိုဒေါ်လာ30တန်ဖိုးရှိတဲ့ အစ္စကန်ဒါ M ဒုံးကျည်လောင်ချရီရဲ့ထူးခြားတဲ့ပုံသဏ္ဍာန်ကိုရှင်းရှင်းလင်းလင်းတွေ့ရတိုက်ရပါတယ်။ဒီတန်မိုးကြီးလောင်ချရီကိုလောင်စာတီလောင်စာစီတင်ကားတွေတဲယူပို့ဆောင်ရေးကားတွေနဲ့တန်ကြက်ကအဆောင်ရှက်တို့၆၆တွေကြားမှာဖြန့်ခွဲထားပါတယ်။ဒီအချိန်ကြောင်ရုရှားရင်နန်းကြီးဟာရွေရှားနေတဲ့ပြစ်မှတ်တက်တက်ကနေစစ်ပွဲတစ်ခုလုံးရဲ့ရလဒ်ကိုပြောင်းလဲပြစ်နိုင်တဲ့အလွန်တန်မိုးကြီးပြစ်မှတ်ဖြစ်သွားခဲ့ပါပြီ။ရုရှားစစ်တောင်းဟာလုံးဝအကာအကွယ်မဲတဲ့နေထားကိုရောက်ရှိလာတဲ့အခါမှာတော့ယူကရိန်းပုံမှုကြီးကအရေးကြီးတဲ့အခွင့်အရေးကိုလက်လွတ်မခံဘဲချက်ချင်းတိုက်ခိုက်ဖို့အမိန့်ပေးလိုက်ပါတယ်။ ဒါဟာစစ်ပွဲရဲ့ကံတမာကိုပြောင်းလဲစေမယ့်ဆုံးဖြတ်ချက်တစ်ခုပဲဖြစ်ပါတယ်။ဒီလိုမိန်ပေးလိုက်ပြီးတာနဲ့ဂျိုတင်စီစဉ်ထားတဲ့နေရာ၃ခုကနေဒရုန်းအစင်း၂၀၀ပါတဲ့ဒရုန်းအုပ်စုကြီးဟာလီတဲကိုဝဲပြန်တက်လာခဲ့ပါတယ်။ဒီဒရုန်းတွေရဲ့တန်ဖိုးကိုကြည့်မယ်ဆိုရင်ဒဇင်းကိုဒေါ်လာ၂၀၀၀လောက်ပဲတန်ဖိုးရှိပါတယ်။သူတို့ဟာဤပညာရရိုးရှင်းပေမဲ့စစ်မြေပြင်မှာတော့အလွန်အင်အားကြီးမားပြီးထိရောက်တဲ့လက်နက်တွေဖြစ်ပါတယ်။ဒီဒရုန်းတွေကိုဘယ်လိုလွှတ်တင်ခဲ့လဲဆိုတော့စိုက်ပျိုးရေးလောက်ကတွေထဲမှာဖုံးကွယ်ထားတဲ့ပြစ်လို့ရေးပိုက်ကွန်တွေကနေလျှို့ဝှက်စွာလွှတ်ထုတ်လိုက်တာပဲဖြစ်ပါတယ်။ သူတို့ရဲ့တိစောက်ပုံကတော့အန်ဩစရာပါပဲစေးမှုတ်ထားတဲ့ကိုရယ်တခြားပစ္စည်းဟောင်းတွေကဖြုတ်ထားတဲ့မော်တာတွေနဲ့အိမ်မာရင်အလွယ်တကူရနိုင်တဲ့ကရိယာတွေနဲ့တိစောက်ထားတာကြောင့်ဈေးနှုန်းအလွန်သက်သာနေတာဖြစ်ပါတယ်ဒါပေမဲ့ဒီလိုဈေးနှုန်းသက်သာတဲ့ drone အုပ်ကြီးရဲ့ရွေးချက်ကတော့အလွန်ကြီးမာပါတယ်ရုရှားရဲ့ဒေါ်လာတန်ပေါင်းများစွာတန်ဖိုးရှိတဲ့ Iskander M Downchari နဲ့အခြားတန်ဖိုးကြီးကာဝေးရေးစနစ်တွေကိုတပြိုင်တည်းအပြင်းထန်ဒုက္ခပေးပြီးဖျက်ဆီးဖို့ပဲဖြစ်ပါတယ်ဈေးပေါ်တဲ့နည်းပညာနဲ့တန်ဖိုးကြီးတဲ့စစ်ပစ္စည်းတွေကိုတိုက်ခိုက်တာဟာခေတ်သစ်စစ်ပွဲရဲ့ထူးခြားချက်တစ်ခုဖြစ်လာခဲ့ပါပြီ။ ဒီ drone ကြီးရဲ့လှုပ်ရှားမှုကိုကိုကဲအေးဘန်ဂါရီက operator တွေဟာအနီးကပ်စောင့်ကြည့်နေပါတယ်။ဒီ drone ကြီးဟာရုရှားစစ်ကြောင်းရဲ့ကာဝေးရေးကိုချိုးဖျက်ဖို့အတွက်အလွှာလိုက်တန်းကြောင်းတွေနဲ့စနစ်တကျစူးစီးပြီးလှုပ်ရှားနေတာဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုဟာရုတ်တရက်ဖြစ်ပေါ်လာတဲ့ခြုံခိုတိုက်ခိုက်မှုမဟုတ်ပါဘူးဆိုတာကိုကျွန်တော်တို့နားလည်ထားရပါမယ်။ဒီစစ်စင်ရေးဟာနိုင်ပေါင်းများစွာစိတ်ရှည်လက်ရှည်ဆောင်လိုက်တာ electronic လှုပ်ရှားမှုကိုဇက်တိုက်လေ့ကျင့်တာတွေနဲ့ဤပြည်နာပိုင်းဆိုင်ရာပြင်ဆင်မှုတွေအများကြီးလှုပ်ဆောင်ထားရတဲ့စနစ်တကျစီစဉ်ထားတဲ့စစ်စင်ရေးတစ်ခုပါပဲ။ ဒီအောင်မြင်မှုရဲ့နောက်ကမှရေးကြီးဆုံးကတော့ထောင်လန်းရေးအချက်လက်ပဲဖြစ်ပါတယ်။ဒီစစ်စင်ရေးမစခင်မှာခုနကပြစ်လွတ်ခဲ့တဲ့ပန်နရှာဒရုန်းအတုတွေဟာရုရှားလေကြောင်းရဲ့ကာကွယ်ရေးရဲ့တည်နေရတဲ့အချိန်ကိုင်းမှုတွေကိုအတိအကျဖော်ထုတ်ပေးခဲ့ပြီးပါပြီ။ Rattle ကင်းတော့ပြင်ပြင်ဆက်ရုပ်တွေကလည်းအရှိမရှိတဲ့တားဆီးအသေးစားတွေနဲ့တိုက်ခိုက်ရမယ်အမှတ်သားတွေကိုဖန်တီးပေးခဲ့ပြီးပါပြီ။လေကြောင်းသတိပေးရေးနဲ့ထိန်းချုပ်ရေးစနစ်ကလည်းဒီအချက်လက်အားလုံးကိုစုတည်ပြီးတန်တရားဖြစ်စရာမလိုတဲ့အသေးစားဆုံးအချက်လက်တစ်ခုကိုဖန်တီးပေးခဲ့ပြီးမှတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်မို့ဒီပြစ်မှတ်ဟာရိုးရိုးကုန်ပစ္စည်းတင်မှုမှုစစ်ကြောင်းထက်ပိုပါတယ်။ဒါဟာရုရှားရဲ့တိုက်ခိုက်ရေးအင်အားစုရဲ့ဗဟိုချက်ဖြစ်တဲ့အတွက်ယူကရိန်းဟာထောက်လန့်ရေးအင်အားကိုအသုံးချပြီးဖျက်ဆီးပစ်ဖို့ဆုံးဖြတ်ခဲ့ခြင်းပဲဖြစ်ပါတယ်။ရုရှားစစ်ကြောင်းဟာ2ကီလိုမီတာရှည်လျားတဲ့လွင်ပြင်လမ်းမကြီးထဲကိုဝင်ရောက်လာတဲ့အခါအရက်လေးမျက်နှာကနေ FPV drone အစင်းထရဟာမြူကိုးတွေကြားထဲကနေတပြိုင်တည်းထိုးဆင်းလာပါတယ်။အင်ဂျင်နံတွေကနားကွယ်မတက်ဆူညံနေပြီးတော့ ဒရုန်းတစ်ခုချင်းစီဟာ10ကီလိုဂရမ်ကနေ10ကီလိုဂရမ်ထိရှိတဲ့ပောက်ကွဲပစ္စည်းတွေကိုတည်ဆောင်လာကြတာပါစစ်ကြောင်းရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေအသက်ဝင်လာပါတယ်ဒေါ်လာ15သန်းနဲ့ Panzer S1 စနစ်ဟာမိကြီးတန်းတွေကိုအပြင်းထန်ထုတ်လွှတ်လိုက်ပါတယ်ဒါပေမဲ့ဒရုန်းအုံရဲ့ပြန်တမ်းမှုလမ်းကြောင်းတွေဟာခံမှန်းလို့မရနိုင်တော့အောင်လိန်ကောက်ပြီးနှိမ်ဆင်းသွားပါတယ်ဒရုန်း unit တစ်ခုချင်းစီကကိုပိုင်ဝက်ဝူရဲ့ပုံစံနဲ့ဆင်းသက်လာတာကြောင့် Panzer ရဲ့ radar ပစ်မှတ်စနစ်တွေပြတ်ကုန်ပါတယ် algorithm တွေရိုင်နေကုန်ပါတယ် ဒီလိုနဲ့ပောက်ကွဲမှုတွေဟာရုရှားစစ်ကြောင်းထဲမှာဇက်တိုက်ဆိုသလိုဖြစ်ပေါ်လာပါတယ်။ FPV drone စုဝေးရဲ့တိုက်ခိုက်မှုစတင်တာနဲ့အမျှပျက်စီးမှုတွေဟာလည်းအတော်လေးလှိမ်မြန်ခဲ့ပါတယ်။ဒါဟာစစ်ပွဲတစ်ခုရဲ့ရလဒ်ကိုမိနစ်ပိုင်းအတွင်းအဆုံးဖြတ်ပေးနိုင်တဲ့ခေတ်သစ်နည်းပညာရဲ့စွမ်းအားပဲဖြစ်ပါတယ်။ပထမဆုံး drone ဟာဘယ်ကိုပြစ်မှတ်ထားကြလဲဆိုတော့စစ်ကြောင်းကြီးရဲ့ရေးပါသောအသက်သွေးကြောဖြစ်တဲ့လောင်စာစီတင်ကားတစ်စီးကိုပဲဝင်တိုက်လိုက်ပါတယ်။ပောက်ကွဲမှုကရန်ပြင်းထန်တဲ့အတွက်ကားဒီတစ်စီးလုံးဟာလေထဲကိုမြောက်တက်သွားခဲ့ပြီး ကောင်းကင်တစ်ခုလုံးဟာမီးတောက်တွေနဲ့ရုတ်တရက်လင်းထိန်သွားခဲ့ပါတယ်။ဒီပေါက်ကွဲမှုရဲ့ကျိုးဆက်ကတော့ပေါက်ကွဲထွက်လာတဲ့လောင်စာစီတွေဟာပတ်ဝန်းကျင်ကိုပြန့်နှံ့သွားပြီးတခြားကားတွေကိုပါကူးဆက်မီးလောင်စေခဲ့တာပါပဲ။ဒါအပြင်စက္ကန့်ပိုင်းလေးအကြာမှာပဲနောက်ထပ် drone တစ်စင်းဟာခဲရဲမီးကြောက်တင်ကားတစ်စီးကိုထပ်မံတိုက်ခိုက်ခဲ့တဲ့အတွက်ပိုပြီးကြီးမားတဲ့မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ဒီတိုက်ခိုက်မှုတစ်ခုကြောင့် minute watt စက္ကန့်30လောက်အချိန်အတွင်းမှာပဲအဲ့ဒီအဝေးပြေးလမ်းမကြီးတစ်လျှောက်လုံးဟာလောင်ကျွမ်းနေတဲ့မီးပိုကြီးတစ်ခုလိုဖြစ်သွားခဲ့ရပါတယ်။ဒီလိုရုပ်ပိုင်းဆိုင်ရာဖြက်စီးမှုတွေဖြစ်ပေါ်နေချိန်မှာပဲ ်ယူကရိန်းရဲ့မဟာဗျူဟာကရပ်တန့်မသွားပါဘူးသူတို့ဟာ electronic စစ်ဆင်ရေးစနစ်တွေကိုချက်ချင်းအသုံးပြုပြီးရုရှားတပ်ဖွဲ့တွေကိုဝင်ရောက်တိုက်ခိုက်ခဲ့ပြန်ပါတယ်ယူကရိန်းရဲ့ EW စနစ်တွေကရုရှားရဲ့ဆက်သွယ်ရေးကွန်ရက်တွေကိုပိတ်ဆို့လိုက်ပါတယ်ဒီလိုလုပ်လိုက်တဲ့အတွက်ရုရှားရဲ့ဆက်သွယ်ရေးကွန်ရက်တွေဟာချက်ချင်းပြိုလဲသွားပြီးအလုံးမလုံးတော့ပါဘူးဒီတော့ဘာဖြစ်လာလဲဆိုတော့ရှေ့တန်းကစစ်သားတွေစီပို့မဲ့အရေးကြီးတဲ့အမိန့်တွေဟာရေဒီယိုကနေတဆင်စူညံတန်အဖြစ်နဲ့ပဲပျောက်ကွယ်သွားခဲ့ရပါတယ်။ဒါကြောင့်ကုတ်ကဲမှုနဲ့ထိန်းချုပ်မှုဟာစစ်ကြောင်းတစ်ခုလုံးမှာလုံးဝပြတ်တောက်သွားပါတယ်။ ဘသူကဘာလို့ရမယ်ဘယ်ကိုသွားရမယ်ဆိုတဲ့အမိန့်တွေပျောက်ဆုံးသွားတဲ့အခါစစ်သားတွေဟာရှေ့ဆက်တိုးဖို့ခုခံဖို့ဒါမှမဟုတ်စုပ်ခွာဖို့အခွင့်အရေးမရှိတော့ပါဘူးရလတ်ကတော့၄မိနစ်တွင်းမှာပဲစနစ်တကျလှုပ်ရှားနေတဲ့စစ်ကြောင်းကြီးတစ်ခုလုံးဟာအမိန့်မရှိထိန်းချုပ်မှုမရှိပဲတီးကြစီလောင်ကျွမ်းနေတဲ့မီးကွင်းပြင်ကြီးတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ရတာပါပဲဒီတိုက်ပွဲကနေကျွန်တော်တို့ဘာကိုသင်ခန်းစာရသလဲဆိုရင်ခေတ်သစ်စစ်ပွဲမှာဈေးသက်သာတဲ့ FPV drone လိုလိုအပ်ချက်အရာတိစောက်ထားတဲ့နည်းပညာတွေက ဒေါ်လာတန်းချီတန်တန်ဖိုးကြီးစစ်ပစ္စည်းများထက်ပုံမထျောက်စွာတိကျပြီးအနိုင်ယူနိုင်စွမ်းရှိတယ်ဆိုတာကိုပြက်ပြက်သားသားသက်သေပြသွားခဲ့ခြင်းပါပဲ။နောက်တစ်နေ့မိုးလင်းတဲ့အခါဂျိုလူပုံရိပ်တွေကဒီတိုက်ခိုက်မှုရဲ့နောက်ဆက်တွဲအခြေအနေကိုရှင်းရှင်းလင်းလင်းဖော်ပြခဲ့ပါတယ်။လမ်းမကြီးတစ်လျှောက်ပြန့်နှံ့နေတဲ့မီးလောင်ထားတဲ့ truck ကားတွေနဲ့လောင်ချာရီရဲ့ကိုယ်တွေတွေအများအပြားကိုမြင်တွေ့လိုက်ရပါတယ်။အပြက်စီးရိပ်ပေါ်ကနေအနက်ရောင်မီးခိုးများသောဟာကောင်းကင်ဘော်ကိုလိန်ကောက်တက်နေကြပါတယ်။တစ်ချိန်ကကြောင်မက်ဖွဲ့ကောင်းခဲ့တဲ့ရုရှားစစ်ကြောင်းကြီးဟာအခုတော့လုံးဝပျောက်ကွယ်သွားခဲ့ပြီဖြစ်ပါတယ်။ ယူကရိန်းရဲ့တိကျတဲ့ခြုံကိုတိုက်ခိုက်မှုတစ်ခုဖြစ်စတင်ခဲ့တာဟာအခုတော့မီးလောင်ကျွမ်းနေတဲ့တံမဏိတွေပောက်ကွဲမှုကြောင့်လိန်ကောက်နေတဲ့ Iskander M launcher အစိတ်ပိုင်းတွေနဲ့ပျက်စီးမှုတွေပြင်းထန်နေတဲ့ Donetsk လွင်ပြင်ပေါ်ကလမ်းမတွေဟာခေတ်သစ်စစ်ပွဲဟာဘလောက်ထိပြောင်းလဲသွားပြီဆိုတာကိုရှင်းရှင်းလင်းလင်းပြသနေပါဗျ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။